မင်္ဂလာပါရှင်ဒီနေ့တင်းဆိုင်တဲ့ကအေးပါတဲ့အခန်းတစ်ခန်းဖြစ်တဲ့ကာလာတီဩဝါဒစာအခန်းကြီး1ကိုအတူတူကလေ့လာသုံးသပ်ကြည့်ကြရအောင်နော်ဟုတ်ကဲ့မင်္ဂလာပါကျမတို့ဒီနေ့အသုံးပြုသွားမယ့်အချက်လက်တွေကတော့ The Wise Believers ကနေပြုစုပြင်ဆင်ထားတာတွေဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဲဒီဆွေးနွေးမှုတဲ့ရည်ရွယ်ချက်ကတော့ရှင်ပေါ်လူကသူ့ရဲ့တမန်တော်အရာနဲ့သူဟောပြောခဲ့တဲ့ဧဝတ္တိတရားရဲ့စစ်မှန်မှုပေါ်မေခွန်းထုတ်မှုတွေကို အဲဘလို့ပြက်လဲခြေပက်ခဲ့တယ်လဲပြီးတော့လဲမာရွင်းနဲ့တွန်းတန့်ချက်တွေကိုဘလော့ပင်းထန်တဲ့စိတ်ဓာတ်နဲ့ကင်တွေခဲ့လဲဆိုတာကိုနည်းနည်းနည်းစဉ်းကျင်ကြည့်ဖို့ပါပဲဟုတ်ပါတယ်တကယ်စိတ်ဝင်စားစရာကောင်းတဲ့အခန်းမှာကဲဒီအကြောင်းအရာကိုအထူးထူးချက်ကြည့်ရအောင်လေဒီအခန်းကြီးကိုကြည့်လိုက်ရင်တကယ်ကိုအလေးအနက်ထားရမယ့်အချက်၃ချက်က Orange King နဲ့ Pollen တွေလာကိုတွေ့ရပါလိမ့်မယ်ပထမဆုံးအချက်အနေနဲ့လေဒီအခန်းကြီးရဲ့အဖွင့်အခန်းငယ်လေးတွေကိုကြည့်လိုက်တာ ਨੇ ရှင်ပေါ်လူကသူ့ကိုယ်သူမိတ်ဆက်တဲ့ပုံကအမ်အရန်ထူးခြားနေတာသတိထားမိမှာပါ ဟုတ်တယ်ဟုတ်တယ်။သူကရိုးရိုးမိတ်ဆက်တာမဟုတ်ဘဲနဲ့လူထံကမဟုတ်လူအဖျက်မဟုတ်ပဲယေရှုခရစ်နဲ့တေခြင်းမှသူ့ကိုထောမြောက်စေတော်မူသောခမဲတော်ဖရာသခင်အဖျက်တမန်တော်ဖြစ်တော်ငါပေါလုဆိုပြီးတမ်းမီကြည်ညာလိုက်တာ။ဟွန်း။ဘာကြောင့်သူ့ရဲ့တမန်တော်ဖြစ်ခြင်းကိုဒီလောက်အခိုင်အမာအတိအလင်းအစချီပြီးပြောရတာလဲဆိုတာကစိတ်ဝင်စားစရာအချက်ပဲနော်။ဟုတ်ကဲ့။ဒါကတကယ်အဓိကကျတဲ့အချက်ပါပဲ။ ။ဘာကြောင့်လဲဆိုတော့လေရှင်ပေါလုလက်တွင်တင်ချက်တွေကိုလက်မခံကြတဲ့သူတွေကသူ့ရဲ့တမန်တော်ဆိုတဲ့ခွန်းတာကိုပဲအရင်ဆုံးတိုက်ခိုက်ကြပုံရတာခင်ဗျ။အင်းဟုတ်ကဲ့။တမန်တော်ဆိုတာသခင်ယေရှုကိုယ်တိုင်ရွေးချယ်ခန့်အပ်ခဲ့တဲ့သူ။သခင်ရဲ့ထမြောက်ခြင်းကိုကိုယ်တိုင်မြင်တွေ့ခဲ့တဲ့သူ။အဲသခင်စီကတိုက်ရိုက်တွင်တင်ချက်တွေရခဲ့တဲ့သူတွေကိုအဓိကရည်ညွှန်းတာကော။ဟုတ်ပါတယ်။ရှင်ပေါလုကသခင်ယေရှုလူလောကမှာအမှုတော်ဆောင်စဉ်ကနောက်လိုက်တယောက်မဟုတ်ခဲ့ဘူးလေ။ဆိုတော့တချို့ကသူ့ကိုတမန်တော်စစ်မှန်မဟုတ်ဘူး။ သူ့တရင်စကားကဟိုယေရုရှလင်က တမန်တော်ကြီးတွေစီကတဆင့်ခံကြားနာပြီးကိုယ်တဘောနဲ့ကိုဟောပြောနေတာလို့ဝေဖန်ထဲကြပုံရတယ်အဲ့လိုအတန်နေရှိခဲ့တာဗောလို့ဟုတ်တယ်အဲ့တော့ရှင်ပေါလို့ကသူ့ရဲ့တာဝန်ပေးအချင်းဟာ လူတွေရဲ့တဘောတူညီမှုလူတွေရဲ့ခံအားမှုအဲလူထံကလူအားဖြင့်လာတာမဟုတ်ဘူးဖျားတဲ့ကနေယေရှုခရစ်တော်ရဲ့တိုက်ရိုက်ခံအားခေါ်ရင်ဟုတ်ကဲ့တိုက်ရိုက်ဗော ဟုတ်တယ်ယေရှုခရစ်နဲ့ခမည်းတော်ဖျားသခင်အပြင်ဖြစ်တယ်ဆိုတာကိုအစကတည်းကပြပြတာတာပြောရှင်းလိုက်တာပဲဆိုတော့ဒါကသူဟောပြောမဲ့သတင်းစကားရဲ့အခွင့်အနာဟာလူအဖွဲ့အစည်းလူအစင်လာစီကမဟုတ်ပဲအမျိုးဆုံးသောဖျားသခင်စီကတိုက်ရိုက်လာတယ်ဆိုတာကိုအခိုင်အမာကြေညာလိုက်တာပေါ့လေဆိုလိုလာကသူ့ရဲ့အခွင့်အနာကိုမေခွန်းထုတ်သူတွေရှိနေလို့သူသတင်းစကားရဲ့ကိုရင်တရားဝင်မှု legitimacy ကိုအခိုင်အမာဖျက်ဖို့ဒီကိုအစကြည့်ခဲ့ရပါတော့နော်မှန်ပါတယ်လူတွေရဲ့အတိမပြုတ်မှုထက် ဖះရဲ့ခေါ်ခြင်းကပို့အရေးကြီးတယ်ဆိုတာကိုသူအလေးပေးချင်ခဲ့တယ်။ဟွန်းဒီအချုပ်ကိုခိုင်မောင်းလုပ်ပြီးတဲ့နောက်မှာတော့သူကဂလာတိယုံကြည်သူတွေဂျုံတွေ့နေရတဲ့အဓိကပြဿနာရှိကိုတန်းပြီးရောက်သွားတယ်နော်။ဟုတ်ပါတယ်ဟုတ်ပါတယ်။သူခွင့်အာဏာကိုအခိုင်အမာပြောပြီးတာနဲ့ဒုတိယအချက်အဲစင်အန်ဒေအေယွန်ဂေလီတရားကိုကာကွယ်တဲ့အပိုင်းကိုရောက်လာပြီးဒီအပိုင်းကတကယ်ကိုစိတ်ခံစားမှုပြင်းထန်တယ်ဗျာဟုတ်တယ်နော်ရှင်ပေါင်းလို့ကလုံးဝတွေ့ပိုက်ပြောမနေဘူး သူကဂလာတိယုံကြည်သူတွေကိုတမ်းပြဖြစ်တင်တာ။ဘာကြောင့်လဲဆိုတော့သူအရင်ဟောခဲ့တဲ့ယုံကြည်ခြင်းအပြင်ဂျေဇုတို့ကြောင့်သာကယ်တင်ခြင်းရတယ်ဆိုတဲ့ဧဝံဂေလိတရားကိုသူတို့ကမြန်မြန်ဆန်ဆန်စွန့်ပယ်ပြီးအခြားသောဧဝံဂေလိလို့သူခေါ်တဲ့မာယွန်းတဲ့တွင်တင်ချက်နောက်ကိုလိုက်နေကြလို့ပဲ။အင်းအဲ့ဒီအခြားသောဧဝံဂေလိတရားဆိုတော့ကဟုတ်ကဲ့အဲ့ဒါကကယ်တင်ခြင်းရဖို့ယေရှုကိုယုံကြည်ုံနဲ့မဖောဘူး။ ဂျူရီရဲ့ပညတ်တရားနဲ့အထူးသဖြင့်အိုရင်အေးဖြားလီချင်းမင်္ဂလာကိုပါခံယူလိုက်နာမယ်လို့တွင်တင်တဲ့လမ်းစဉ်ဖြစ်ပုံရတယ်ခင်ဗျာအာဟုတ်ကဲ့ဒီနေ့မှာရှင်ပေါင်လို့တုံ့နှုတ်လိုက်တဲ့စကလုံးတွေကတော်တော်လေးတော်တော်လေးပြင်ထန်တယ်လို့ထင်ရတော့တယ်နော်ဟုတ်တယ်ဟုတ်တယ်ဒီကတင်းတော့ဒီ3 story ဂျေဇူးတော်အားဖြင့် ခေါ်ရမှုတော်သူကိုထိုးမြလောက်လင်းမြန်စွာစွန့်ရအခြားသောအေဝင်ဂလိတရားတို့ကုပြောင်းကြသည်ကိုငါအောင်အောင်ချင်းရှိလို့အောင်အောင်တကြီးပြောတယ်လေမှန်ပါတယ်ပြတော့သူကဘလောက်ထိပြတ်သားလဲဆိုရင်အခန်းငယ်၈၉မှာငါတို့သည်သင်တို့အားဟောပြောသောအေဝင်ဂလိတရားမှတပါ အခြားသောအေဝင်ဂလိတရားကိုငါတို့သည်ဖြစ်စေကောင်းကင်တမန်ဖြစ်စေသင်တို့အားဟောပြောရင် ထိုသူသည်ကျင့်ခြင်းကိုခံမစေဆိုပြီးနှခါတိတိ တီလင်းပြောခဲ့တာချိန်ရင်းကိုခံပါစေအနတ်တီမာဆိုတဲ့စကလုံးကအင်မတလေးနဲ့တအုံလုံးမယ်မို့လားတကယ်ကိုလင်းနေပါတယ်အဲ့ဒီခေတ်ကအနာဖီမာဆိုရလေဖျားတကင်ရဲ့တရားစီရင်ခြင်းအတွက်လုံလုံလားလဲပုံအပ်ခြင်းဖယ်ထုတ်ခြင်းခံရတယ်ဆိုတဲ့အဓိပ္ပာယ်တယောက်တည်းခင်ဗျာอืมကြောက်စရာပဲဒါဟာရှင်ပေါလုရဲ့ဒေါတာထွက်လွယ်မှုကိုပြတာတော့မဟုတ်ဘူး ထိုကကွယ်နေတဲ့ဧဝံဂေလိတရားရဲ့အနစ်တာရကိုပြောင်းလဲဖြစ်ဖို့ကြိုးစားခြင်းဟာဘလောက်တောင်ဆိုးရွားပြင်းထန်တဲ့ကိစ္စလဲဆိုတာကို မီးမောင်းထိုးပြနေတာပါဟုတ်ကဲ့သူပြောချင်တာကဧဝံဂေလိတရားစစ်စစ်ဆိုတာတစ်ခုပဲရှိတယ်အဲ့ဒါကယေရှုခရစ်တော်ရဲ့အသေးခံခြင်းနဲ့ထမြောက်ခြင်းကိုယုံကြည်ခြင်းအပြင်ဖျားသခင်ရဲ့ဂျေဇူးတော်ကြောင့်တာလင်ကယ်တင်ခြင်းရတယ်ဆိုတဲ့တည်င်းကောင်းပဲလीဟုတ်ပါတယ် ဒီအထဲကိုလူလို့ဆောက်ချက်တွေပြည့်ညက်တရားလိုက်နာမှုတွေကိုထပ်ပေါင်းထည့်လိုက်တာ ਨੇ အဲ့ဒါကအခြားသောဧဝံဂေလိတရားဖြစ်သွားပြီတနည်းပြောရရင်တည်င်းကောင်မဟုတ်တော့ဘူးပေါ့အင်းအနစ်တာရပြောင်းသွားပြီပေါ့ဟုတ်တယ်ဒါကကေတင်ချင်းရဲ့အခြေခံအုတ်မစ်ကိုတိုက်ခိုက်တာဖြစ်လို့ရှင်ပေါ်လို့အတွက်လုံးဝလုံးဝအ short ပေးလို့မရတဲ့ကိစ္စအသက်နဲ့တည်ခြင်းကိစ္စဖြစ်နေတယ်ဒါကြောင့်ဒီလောက်ပြင်းထန်တဲ့စကားလုံးတွေကိုတုံ့ရဲခဲ့တာပါလူတွေကိုကြောက်လန့်စီခြင်းလို့မဟုတ်ဘူး အမှန်တရားကနေတွေးဖြေသွားခြင်းရဲ့အန်တရယ်ကိုအလေးအနက်သဘောပေါက်စေခြင်းလို့ဖြစ်မှာပါရှင်းလင်းပါတယ်ရှင်သူ့ရဲ့အခွင့်အနာကိုကောက်ွယ်တယ်ဧဝံဂေလိတရားအစစ်ကိုကောက်ွယ်တယ်ဒီလိုကောက်ွယ်မှုရဲ့ကိုအားဖြစ်ဖို့အတွက်သူကတတိယချက်အနေနဲ့သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံသူ့ရဲ့ပြောင်းလဲလာပုံစကြောင်းကိုတက်တည်အခေထောက်သုံးလာတယ်နော်ဒီအပိုင်းကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ သူကသူဟောပြောနေတဲ့ဧဝံဂေလိတရားကိုတခြားတမန်တော်တွေစီကသင်ယူခဲ့တာမဟုတ်ကြောင်းလူစီကရားခဲ့တာမဟုတ်ကြောင်းထက်လောင်းအတိဖြုတ်တယ်ဟုတ်ပါရဲ့သူကအခန်းငယ်၁၇နဲ့၁၂မှာအတိအလင်းပြောထားတယ်လေငါဟောပြောသောဧဝံဂေလိတရားသည်လူအလိုတို့လိုက်တော်တရားမဟုတ်ငါသည်လူထန်၌မခံလူထန်၌မသိယေရှုခရစ်ပြားရိတ်တော်အားဖြင့်သာခံရပြီလို့ဟွန်း ဒါကအရင်ပြောခဲ့တဲ့သူ့တမန်တော်ထစ်ချင်းဟာဖျားစီကတန်းရိုက်လာတယ်ဆိုတဲ့အချက်ကိုထပ်ပြီးအားဖြည့်ဖြည့်တာပေါ့ပြီးတော့သူကသူ့ရဲ့အတိတ်ကိုလုံးဝဖုံးကွယ်မထားဘူးခနဲ့ဟုတ်တယ်နော်ခရရမဖြစ်ခင်ကသူ့ဘီလိုလူစားမျိုးဖြစ်ခဲ့တယ်ဆိုတာကိုပွင့်ဝေလင်လင်ပွင့်ခံတယ်အဲ့ဒီဝန်ခံချက်တွေကတကယ်ကိုယိုသားပါတယ်ရှင် သူက သင်တို့ဒီငါသည်အထက်ကယူရဘာသာ၌ကျင့်တော်အကျင့်ကိုကြားသိကြသည်နှင့်အညီဖျားသခင်၏အသိန်းတော်ကိုအလိုညင်ဆဲဖြစ်စည်း၍ငါ၏ညူစားခြင်းအရွယ်သူသိမ့်မင်းများစွာတို့ထက်ယူရဘာသာ၌တာရည်တိုးတက်လျက်ဘိုးဘဲကျုံမှဆင်းသက်တော်ထုံတန်းစင်လာတော်ကိုအလွန်ဆွဲလန်းတော်သူဖြစ်သည် အခန်းငယ်73လို့ပြောတယ်လीဟုတ်ပါတယ်ခရစ်ယာန်တွေကိုတေလောက်အောင်မုံပြီးတက်တက်ကြွကြွနှိဆက်ခဲတဲ့သူ ဂျူးဘာသာမှာအယန်းကိုအစွန်းရောက်တိုးတက်ခဲ့တဲ့သူတယောက်ကအခုသူ့အသက်ကိုယ်တော်ဗဒနာမထားပဲသူရင်ကဖျက်ဆီးခဲ့တဲ့ယုံကြည်ခြင်းတရားကိုကာကွယ်နေတယ်ဆိုတာကသူ့ရဲ့ပြောင်းလဲခြင်းဟာထမလူအသွေးခေါပြောင်းလဲမဟုတ်ဘူးဆိုတာကိုပြနေတယ်လို့ပဲနော်အတည်ရကြပါပဲသူ့ရဲ့ဓမ္မသစ္စာဘောကအတွေ့အကြုံလဲထမြောက်ပြီးဖုံးထင်ရှားတဲ့သခင်ယေရှုနဲ့ရုတ်တရက်ဆုံတွေ့ပြီးပြောင်းလဲသွားခဲ့ရတဲ့အဖြစ်ဖြစ်က သူ့ရဲ့တည်င်းစကားဟာ လူကဖန်တီးထားတာမဟုတ်ပဲဖျားသခင်ရဲ့တိုက်ရိုက်ကြားဝင်စဖမှု intervention ကြောင့်ထစ်တယ်ဆိုတာကိုအခိုင်လုံးလုံးတက်တက်ခံနေတာပဲဟုတ်ကဲ့လူတယောက်ကသူ့ရဲ့အခြေခံကြားတဲ့ယုံကြည်ချက်သူ့ဘဝတစ်ခုလုံးကို လုံးဝစန့်ကျင်ဘက်ပြောင်းလဲလန့်ဖြစ်ဖို့ဆိုတာအထူးကဲအကြောင်းရင်းမရှိဘဲမဖြစ်နိုင်ဘူးလေရှင်ပေါလောကတော့အဲ့ဒီအကြောင်းရင်းကဖျားသခင်ရဲ့ခြေဆုတော်နဲ့ပြားရတော့ပဲဟုတ်ပါတယ်သူ့ရဲ့အတိတ်ကဘဝဟောင်းကိုတည်ထားတဲ့သူ့ရဲ့အဖို့ သူရဲ့အခုလက်ရှိအသက်တာနဲ့မှတ်တော်ဆောင်ခြင်းကလူနဲ့လူဟန်နဲ့ရှင်းပြလို့မရတဲ့အံ့ဩစရာဖြစ်နေမှာပေါ့။နောက်ပြီးစီဝန်စားစရာကောင်းတာကသူပြောင်းလဲပြီးနောက်ပိုင်းချက်ချင်းလှုပ်ဆောင်ခဲ့တဲ့အစီအစဉ်ပဲ။လူတွေထင်တယ်လို့ तू ကအသက်ရလာတဲ့သူ့ရဲ့ယုံကြည်ခြင်းကိုအတည်ပြုဖို့ဒါမှမဟုတ်တင် जा မှုတွေခံယူဖို့ယေရုရှလင်မှာရှိတဲ့တမန်တော်ကြီးတွေအသင်းတော်ရဲ့ခေါင်းဆောင်နေစီချက်ချင်းမသွားခဲ့ဘူး။ဟုတ်တယ်။ तू ကဘာလုပ်ခဲ့လဲဆိုတော့ तू ကပြောတယ် ခေါ်တော်မူသောယေရှုတော်ကိုငါအထက်၌ထင်ရှားစေ၍သားတော်ကိုငါအဖျင်တပါမျိုးသားတော်ဟာထင်ရှားစေမိရဲ့အကြံရှိတော်မူသောအခါငါသည်အတွေ့အသားနှင့်တိုင်းပင်ခြင်းကိုမဖြူငါယင်တမန်တော်ဖြစ်သောသူတို့ရှိရာယေရုရှလင်မြို့တို့လည်းမတော်တည်းရစာသူကအာရဗီအရေဗျာလို့ခေါ်တဲ့အရက်ကိုအရင်သွားခဲ့တယ်အဲ့ဒီမှာအချိန်အတန်းကြာနေပြီးမှဓမ္မထညွတ်ကိုပြန်လာတယ်ဟုတ်ကဲ့နောက်၃ရက်ကြာမှပဲယေရုရှလင်ကိုပထမဆုံးကျင်သွားပြီး တမန်တော်ပေဒရိုကေဖာနဲ့15ရက်ကြာတွေ့ဆုံခဲ့တယ်။အဲ့ဒီမှာထခြားတမန်တော်ဆိုရင်သခင်ပြားရဲ့ညီတော်ယာကုပ်ကိုပဲတွေ့ခဲ့တယ်လို့ဆိုတယ်။သကဘာကိုဆိုလို့ချင်တာလဲရှင်။သူကတခြားတမန်တော်ကြီးကိုအတိအနဲ့မပြူတာလားဒါမှမဟုတ်သူတို့နဲ့အဆက်အသွယ်မလုပ်ချင်တာလားအဲ့ဒီလိုတော့မဟုတ်တော့ပါဘူးမြတ်။နောက်မဲမှာသူကယေရုရှလင်တမန်တော်ကြီးနဲ့အတူတကွအမှုဆောင်ခဲ့တာတွေရှိပါတယ်။ဒီနေရာမှာသူအဓိကပြောချင်တဲ့အချက်ကသူဟောပြောနေတဲ့ဧဝံဂေလိတရားရဲ့အရင်အမြစ်ဟာ ်ယေရုရှလင်ကတမန်တော်တွေစီကတင်ယူကူးယူထားတာမဟုတ်ဘူး။အင်းသူတို့ရဲ့လက်အောက်ကလာတာမဟုတ်ဘူးပေါ့။ဟုတ်တယ်။သူတို့ရဲ့အဘော်ကိုလိုက်ပြောနေတာမဟုတ်ဘူး။ဖျားစီကတိုက်ရိုက်ပြားတွေတော့အဖင်ရရှိထားတာဖြစ်တယ်ဆိုတာကိုသက်သေပြချင်တာပါ။ဟုတ်ကဲ့။သူယေရုရှလင်ကိုမသွားခင်အာရပြည်မှာနေခဲ့တဲ့အချိန်အတွင်းမှာဖျားစခင်နဲ့တိုက်ရိုက်ဆက်သွယ်ပြီး သူ့ရဲ့ဧဝံဂေလိတရားနားလည်မှုကပုံမနှချမ်းရင်ကျက်လာခဲ့ပုံရပါတယ်။ပြင်ဆင်ခဲ့တာပေါ့။ဟုတ်တယ်။ဒါက ဖျားသခင်ရဲ့အစီအစဉ်ဟာလူတွေမျောလင်းထားရဲ့အဆင့်ဆင့်သွားယူသွားစဉ်အတိုင်းအမြဲနဲ့ဖြစ်လာတာမဟုတ်ဘူးဖျားကလူတယောက်ကိုတိုက်ရိုက်ခေါ်ယူပြီးသူ့ရဲ့အစီအစဉ်အတွက်တီးတံပြင်ဆင်ပေးနိုင်တယ်ဆိုတာကိုလည်းပြနေသလိုပါပဲဒီ၃ချက်သူ့ရဲ့တမန်တော်ခွန်းအားနာစင်မှန်တဲ့အေဝံဂေလိတရားနဲ့သူ့ရဲ့ကိုပိုင်သက်သေခံချက်ဒါတွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါရှင်ဘောလူကသူ့ရဲ့တွင်တင်ချက်တွေဟာယုံကြည်စိတ်ချထိုက်တဲ့ဖျားစီကလာတဲ့ ဒါကြောင့်ဂလာတိယုံကြည်သူတွေကသူတို့ကြားနေရတဲ့မာလွင်းနဲ့တွင်တင်ချက်တွေကိုပယ်ရှားပြီးသူမူလဟောခဲ့တဲ့ဂျေဆုတော်တရားကိုပဲခိုင်ခိုင်မာမာစုပ်ကင်ထားတင့်တယ်ဆိုလာကိုအင်အားရှိရှိတိုက်တွန်းနေရတွေ့ရတယ်နော်ဟုတ်ပါတယ်တကယ်ကိုစနစ်တကျခြေပွားသွားတာပါကဲဒီဂလာတိအခန်းကြီးတကိုဒီလောက်ဆွေးနွေးသုံးသပ်ပြီးတဲ့အခါဒီတဲ့ကအချက်တီကနဲ့လက်တွေ့ဘဝအတွက်ဘာတွေပြန်ပြီးစဉ်းစားဆင်ခြင်စရာလက်တွေ့ကျင့်သုံးစရာရနိုင်မလဲဆိုတာကိုကြည့်ကြရအောင်လေ The wise believers မှာပြုစုထားတဲ့အချက်တီထဲကပထမတစ်ခုကတော့ဧဝံဂေလိတရားကိုကာကွယ်ခြင်းရဲ့အရေးကြီးမှုပဲเนาะဟုတ်ပါတယ်ရှင်ပေါလို့ရဲ့စိတ်အထက်သာမှုကကျွန်တော်တို့ကိုသင်ကားစာပေးနေတယ်ခင်ဗျာကက်တင်ချင်းဟာယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်သာကျေးဇူးတော်ကြောင့်သာဖြစ်တဲ့ဆိုတဲ့အခြေခံအမှန်တရားကိုကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအသက်တာမှာအခိုင်အမာစွတ်ကင်ထားဖို့လွားတယ်ပေါ့ဟုတ်ကဲ့လောကမှာအတွေ့အခေါ်အမျိုးမျိုးဘာသာရေးယူဆအမျိုးမျိုးရှိနေတဲ့အခါ ဘယ်အရာကတကယ်ဧဝံဂေလိရဲ့အနှစ်သာရလဲဘယ်အရာကလူအတွေးခေါ်ရရောနှောထားတဲ့အရာတွေလဲဆိုတာကိုခွာခြားသိမြင်နိုင်တဲ့ဉာဏ်ပညာရှိဖို့လိုတယ်လीဟုတ်ကဲ့ပြီးတော့လိုအပ်လာရင် ရှင်ဘောလူလိုပဲအခြေခံကြတဲ့အမှန်တရားအတွေ့ပြက်ပြက်သားသားယက်တီရတဲ့တတိမျိုးရှိဖို့လဲရယူနိုင်တာပေါ့ဒါမှမဖြစ်ဒီလိုယက်တီတဲ့ခါမှာလဲအဲရှင်ဘောလူရဲ့စိတ်အားထက်သန်မှုမျိုးနဲ့အတူဉာဏ်ပညာနဲ့မေတ္တာပါဖို့တော့လိုအပ်ပါလိမ့်မယ်ဟုတ်ကဲ့ဟန်ချက်ညီဖို့လိုတာပေါ့ နောက်တစ်ချက်ကတော့ကျေးဇူးတော်ရဲ့တန်ဖိုးကိုတကယ်နားလဲသဘောပေါက်ပြီးတန်ဖိုးထားဖို့ပဲနော်မှန်ပါတယ်ကလတ်တီယုံကြည်သူတွေရဲ့ပြဿနာကသူတို့ကျေးဇူးတော်ကိုစွန့်ပယ်တာမဟုတ်ဖိမ့်မဲ့ကျေးဇူးတော်တစ်ခုတည်းနဲ့မလုံလောက်ဘူးထင်ပြီးတခြားရာတွေဥပမာပညာတရားလိုင်းနာခြင်းအရေးဖြားလိချင်းတွေကိုထပ်ပေါင်းထည့်ဖို့စ조사ခဲ့ကြတာပဲဟုတ်တယ်ပေါင်းထည့်လိုက်တာ ကျင်ပေါလူကဒါကိုလုံးဝလက်မခံခဲ့ဘူးလေ။ဒါကြောင့်ကိုယ့်ရဲ့ကတဲ့ချင်းဟာကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုယ့်ရဲ့ဘာသာရေးလှုပ်ဆောင်ချက်တွေကြောင့်မဟုတ်ပေ။ဖျားသခင်ရဲ့မထိုက်တန်ပဲရရှိတဲ့ကျေးဇူးတော်တသက်ကြောင့်သာထစ်တယ်ဆိုတဲ့အမှန်တရားကိုအမြဲတမ်းနှလုံးသွင်းနေဖို့အရေးကြီးကြောင်းဒီအခန်းနဲ့သင်ယူနိုင်လေရှင်။ဒါကကျွန်တော်တို့ကိုဝိညာဉ်ရေးရာမာနထောင်လာခြင်း spiritual pride ကနေကာကွယ်ပေးနိုင်တယ်ခင်ဗျာ။အေးဟုတ်ကဲ့။ကိုကဘာမှလွတ်နိုင်ခဲ့လို့မဟုတ်ဘူး။ဖျားရဲ့စာနှုန်းတွေကိုပြည့်မီလို့မဟုတ်ဘူး။ ကိုယ့်ရည်ချင်းကြောင့်မဟုတ်ဘူးဒါပေမဲ့ဖျားရဲ့မေတ္တာနဲ့ကျေးဇူးတော်ကြောင့်သာကေတင်ချင်းရခဲ့တာဆိုတာကိုအမြဲတရိယာနေချင်းကနှိမ့်ချမှုနဲ့ကျေးဇူးတည်တဲ့ချင်းကိုဖြစ်ပေါ်စေတယ်လေဟုတ်ပါတယ်ကိုလိုရဘောအားကိုလိုတဲ့သွေးဆောင်မှုကနေကင်းဝေးစေတယ်တာဟန်လွတ်လပ်ခြင်းကိုပေးတဲ့တည်င်းစကားပါနောက်ဆုံးစဉ်းစားစရာချက်ကတော့ဖျားတခင်ရဲ့ခေါ်တော်မူခြင်း calling ရဲ့အရေးပါမှုပဲဟုတ်ကဲ့ရှင်ပေါ်လုကသူ့ရဲ့တမန်တော်ချစ်ချင်းဟာဖျားတခင်စီကတည့်ရိုက်ခေါ်ခြင်းဖြစ်တယ်ဆိုတာကို လုံးဝတန်ဆဲရမရှိခဲ့ဘူးနော်ဟုတ်တယ်ဟုတ်တယ်သူဟာသူ့ဘဝအတွက်ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိမြင်ပြီးအဲ့ဒီအတိုင်းအသက်ရှင်ခဲ့တယ် သူရဲ့အသက်တာကကျမတို့ကိုလည်းကိုယ့်အတွက်ဘုရားသခင်ရဲ့အစီအချင်းကိုကိုယ်ပြင်းနေရမှာဘလို့အသုံးပြုစေခြင်းနဲ့လဲဆိုတဲ့ခေါ်တော်မူခြင်းနဲ့ဘဝရဲ့ရည်ရွယ်ချက်ကိုရှောက်ဖွေသိရှိဖို့ပြီးတော့အဲ့ဒီတန်ယုံကြည်ခြင်းနဲ့ရှောက်လန်းဖို့အားပေးနေတယ်လို့ခံစားရတယ်။ဟုတ်ပါတယ်။လူတိုင်းကရှင်ပေါ်လို့လို့တမန်တော်ဖွင့်ချင်မှာဖြစ်မှာပေါ့။ဒါပေမဲ့လူတိုင်းအတွက်ဘုရားသခင်မှာတည်တံ့အစီအချင်းနဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရဲ့အတွဲကတကယ်ကိုအားရှိစီရပါပဲ။မှန်ပါတယ်ခင်ဗျာ။ကိုယ့်ရဲ့အသက်တာမှာဘုရားသခင်ကဘလို့အသုံးပြုစေခြင်းတယ်လဲ။ ဘသူတွေကိုအစေခံစေခြင်းတလဲဘယ်အလုပ်တွေကိုလှုပ်ဆောင်စေခြင်းတလဲဆိုတာကိုစုတောင်းခြင်းနှုတ်ကပတ်တော်ကိုစဉ်ဆက်မပြတ်လှိလာဆင်ခြင်းခြင်းကိုဝန်းကျင်မှာရှိတဲ့ရင့်ကျက်တဲ့ယုံကြည်သူညီကိုမောင်နှမတွေနဲ့တိုင်ပင်ဆွေးနွေးခြင်းကိုမှာရှိတဲ့စုကျေးဇူးတွေကိုတတိပြုမိခြင်းစတာတွေကနေတဆင့်ရှာဖွေတွေ့ရှိနိုင်တာပေါ့ဟုတ်ကဲ့အရေးကြီးတာကကိုတွေ့ရှိထားတဲ့ဒါမှမဟုတ်ယုံကြည်ထားတဲ့ခေါ်ခြင်းအတိုင်းသစ္စာရှိရှိ နေ့စဉ်အသက်တာမှာလက်တွေ့ကြကြရှောက်လန်းအသက်ရှင်ဖို့စ조사အထောက်အပံ့ဖို့ပဲဖြစ်ပါတယ် ရှင်ပေါလုရဲ့အတ္တကအဲ့ဒီလိုတစ္ဆာရှိခြင်းရဲ့ဆန္ဒမူနာကောင်တစ်ခုပါပဲဒီနေ့တော့ဂလာတိဩဝါဒစာ အခန်းကြီး1နဲ့ပတ်သက်ပြီး The Wise Believers မှာပြုစုပြင်ထားတဲ့အချက်အလက်တွေကိုအခြေခံပြီးနတ်နတ်နဲ့နဲ့ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်ရှင်ရှင်ပေါလုရဲ့သူတမန်တော်ယာထုငယ်ဧဝံဂေလိတရားအပေါ်ခိုခံကားွက်ပြောဆိုပုံသူ့ရဲ့ပြတ်သားတဲ့ယက်တီချက်သူ့ရဲ့ကိုယ်ပိုင်နောက်ခံတတ်တည်ခံချက်တွေကတကယ်ကိုစဉ်းစားစရာမတားစရာတွေအများကြီးပေးပါတယ်နော် ဟုတ်ကဲ့သူ့ရဲ့ပြင်းထန်တဲ့စကလုံးတွေကအစပိုင်းမှာနားလည်ရခက်နိုင်ပေမဲ့သူကာကွယ်နေတဲ့ဂျေဇုတော်တရားရဲ့အရေးပါမှုနဲ့အဲ့ဒီအပေါ်မှာမာရွင်းနဲ့တုန်တင်ချက်တည်းရဲ့အန်ဒီယေကိုနားလည်လာတဲ့အခါသူ့ရဲ့စိတ်အားထက်သန်းမှုနဲ့ပြတ်သားမှုကိုပိုပြီးတံပေါ်ထားနားလည်လာနိုင်မယ်ချင်ပါတယ်ဟုတ်ပါတယ်ဒီဆွေးနွေးတုန်တက်ချက်ကနေ အဓိကအားဖြင့်ထုတ်ယူသွားနိုင်တဲ့ချက်သုံးချက်ကိုပြန်ကောက်ရရင်တော့ပထမချက်ကဧဝံဂေလိတရားရဲ့မပြောင်းလဲနိုင်တဲ့အနစ်တာရပေါ့အထူးသဖြင့်ကဲ့တင်ခြင်းဟာယုံကြည်ခြင်းအားဖြင့်ရရှိတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်တတ်သက်ချောင်သာဖြစ်တယ်ဆိုတဲ့အခြေခံအမှန်တရားပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒုတိယချက်ကဒီကျေးဇူးတော်တရားကိုဘယ်အရာနဲ့မယောနိုးခြင်း လူလုဆောင်ချက်တွေနဲ့အစာထိုးခြင်းမလုပ်တင်ဘူးဆိုတဲ့အချက်တနည်းအားဖြင့်ဂျေဇူးတော်ရဲ့ဗဟိုချမှု centrality of grace ပါအေးတတိယချက်ကတော့ဘုရားသခင်ရဲ့တဦးချင်းစီအပေါ်မှာရှိတဲ့ခေါ်ရင်အစီအစဉ်နဲ့ရည်ရွယ်ချက်ကိုရှာဖွေနားလည်ခြင်းရဲ့တံပေါ်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီချက်တွေဟာ နိပေါင်းနှစ်ဖောင်ဤပါကြားခဲ့ပြီဖြစ်တဲ့ရှင်ပေါလုရဲ့စကားတွေဖြစ်ပေမဲ့ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအသက်တာအတွက်လက်လက်ဆက်ဆက်အသုံးဝင်နေစေအရေးပါနေစေသင်ခန်းစာတွေဖြစ်ပါတယ် ဒီအကြောင်းအရာဒီနဲ့ပတ်သက်ပြီးဆက်လက်စဉ်းစားစရာချက်လေးတစ်ခုအနေနဲ့ဒီမိခွန်းလေးကိုခြံထားခဲ့ခြင်းပါတယ်ရှင်။ကျမတို့ရဲ့အသက်တာမှာလေရှင်ပေါ့လို့ကြုံခဲ့ရတယ်လို့မျိုးကိုယုံကြည်တဲ့အမှန်တရားတစ်ခုခုအချို့သဖြင့်ကိုယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့အရာတစ်ခုခုအတွက်ပြက်ပြက်သားသားယက်တီဟုလိုအပ်လာတဲ့အခြေအနေမျိုးတွေကြုံလာနိုင်တယ်လေ။ဟုတ်ကဲ့ကြုံနိုင်ပါတယ်။အဲ့လိုအခြေမျိုးမှာရှင်ပေါ့လို့ရဲ့စမ်းနမူနာနာကိုကြည့်ပြီးဘလိုနည်းလမ်းတွေနဲ့ဉာဏ်ပညာရှိရှိတတ်တိရှိရှိ ဒါပေမဲ့တစ်ချိန်တည်းမှာမေတ္တာတွေကလက်ကင်ထားပြီးယက်တည်နိုင်မလဲ။တနည်းအားဖြင့်ပေါ့နော်။အမှန်တရားပေါ်မှာပြတ်သားတဲ့ conviction နဲ့လူတွေပေါ်မှာထားတဲ့တိုးထိန်နှလုံးသား compassion ကိုဘလို့ဟန့်ချက်ညီညီကျင့်သုံးနိုင်မလဲဆိုတာကိုဆက်ပြီးစဉ်းကျင်သုံးသပ်ကြည့်ဖို့အားပေးချင်ပါတယ်ရှင်။